ဒီနေ့ကတော့ဖလန်းအလုံးသိမ့်မဲ့အာဆင်နယ်တို့ရဲ့နှစ်ပါပဲဘလုံးကမှယုံတန်းစကားလို့ထင်ရတဲ့ကြီးမားတဲ့အိမ်မက်တွေကလက်ရှိပရီးမီးယားလိမှာတဖြည်းဖြည်းလက်တွေဖြစ်လာနေပါတယ်။လက်ရှိချိန်မှာပုံစံကောင်းနေတဲ့ခြေစွမ်းတာစီရယူထားတဲ့နီးပြမီခေယာဒီတာရဲ့အာဆင်နယ်တင်းကအခုရသည့်ပြိုင်ပွဲဝင်နေတဲ့ဖလားပေါင်း၅လုံးကိုရယူပြီးတမိုင်းတွင်တဲ့ဆန်ချိန်တေးတစ်ခုကိုဒီဆောက်ဖို့အတွက် NIR လိုက်တာစုနေပါတယ်လို့အာဆင်နယ်ပေးတဲ့တွေကဆေးရထက်တန်စွာယုံကြည်နေကြပါတယ်။အကြိမ်ဒီအိမ်မက်ကအကောင့်တဲပေါ်လာခဲ့မယ်ဆိုရင်တော့နီးပြမီခေယာဒီတာကဘလုံးကရဲ့ဂန်ဝင်နီးပြကြီးတွေဖြစ်တဲ့ဆာအဲလက်ဖာကူဇာပက်ဂွာလီယိုလာနဲ့အာဆင်နယ်တင်းရဲ့ဂန်ဝင်နီးပြအာဆင်ဝင်းကားတို့ရဲ့ဆန်ချိန်တွေကိုပါကျော်ဖြတ်ပြီး ကမ္ဘာကောင်းဆုံးနည်းပြဖြစ်သူကိုယ်သူတက်သည့်ပြနိုင်မယ်အခွင့်အရေးကိုရယူသွားနိုင်မှာဖြစ်ပါတယ်။လက်ရှိနည်းပြဘီခရတီတကအရင်နည်းပြအာဆင်ဝင်းကရဲ့ရှုံးဝန်းဖြစ်ရာသီဆိုင်ငင်ကိုတော့ချိုးဖြတ်နိုင်ခဲ့ခြင်းမရှိသေးခဲ့ပေမဲ့အာဆင်ဝင်းကလက်ထက်ကမလုံဆောင်နိုင်ဘူးတဲ့ဖလားရီအတွက်ဆိုင်ငင်တို့ကိုတော့အတီတလောင်းအောင်မှာချိုးခွင့်ရတော့မှာဖြစ်ပါတယ်။ဒီပြမိကရာဒီတိုင်းအာဆင်နယ်တင်းရဲ့ပြမကအလွန်ရှင်နေပြီ။ငါမိတ်ကာလာတီအစီအစဉ်ရည်ရွယ်ထားပါတယ်။ပထမဆုံးလေးနဲ့ပရီးမီးယားလိဖလား FA ဖလားနဲ့ကာလာဘောင်းဖလားစတဲ့ဒီရင်းဖလားသုံးလုံးကိုရယူဖို့ပါပဲ။အဲဒီနောက်မှာတော့ချန်ပီယံလိဖလားကိုရယူပြီးဥရောပအမြင့်ဆုံးအောင်မြင်မှုကိုတင်ပိုက်ပါမယ်။နောက်တစ်ဆင့်အနေနဲ့နောက်ရာသီအစမှာယူရိုပါလိချန်ပီယံဖြစ်လာတဲ့အတင်းကိုနောက်ောက်ချပြီး UEFA Super Cup ကိုပါထပ်မံရယူပါစုစုပေါင်းပလန်၅လုံးထိရယူဖို့ရည်ရွယ်ထားခြင်းဖြစ်ပါတယ်။ဒီပလန်၅လုံးကိုရယူနိုင်တဲ့ရင်အာဆင်နယ်တင်းကဘလွန်လောကမှာဘယ်တင်းမှမရနိုင်သေးတဲ့မှတ်တမ်းတည်တစ်ခုကိုရေးထိုးသွားနိုင်မှာဖြစ်ပါတယ်။ဒီလိုကြီးမားတဲ့ရည်ချင်းလေးကအာဆင်နယ်တင်းတို့ကကောင်တယ်ပေါ်လာဖို့အလွန်နှိစက်နေနိုင်ပြီလို့ပြောရပါမယ်။ဘာကြောင့်လဲဆိုတော့အာဆင်နယ်တင်းမှအခုရက်တွေအတွင်းအောင်မြင်မှုတွေရယူဖို့အတွက်မရှိမဖြစ်လိုအပ်တဲ့ခွန်အားတွေပိုင်ဆိုင်ထားလို့ပဲဖြစ်ပါတယ်။ပထမဆုံးအနေနဲ့သူတို့မှ Open League ကနေဂုမပေးရအောင်စွမ်းဆောင်ထားနိုင်တဲ့ခန်းစည်းကြောင်းဆောင်တွေရှိပါတယ်။အတင်းလိုက်ခန်းစည်းစနစ်ကလုံခိုင်မာနေတဲ့ပြင် ဒူဂျင်ကစားမလို့ရခန်းစစ်စွန်ကြီးကလည်းအမြင့်ဆုံးချင်းနေမှာရှိနေပါလေဒုတိယအနေနဲ့ဆက်ပြီးဒီကနေ့ကိုတွေ့နိုင်မဲ့ကမ္ဘာကောင်းဆုံးကစားမတွေရှိနေခြင်းကကျမတီတို့အခက်အခဲဖြစ်စေခဲ့တဲ့ပြင် အရေးကြီးတဲ့ဘွေးစင်တွေမှာအနိုင်ကိုရရယူဖို့အတွက်အဓိကတော့ချက်ဖြစ်နေပါတယ်။ပြီးတော့တတိယအနေနဲ့သူတို့မှလောလောဆယ်ဘောလုံးလောကရဲ့အကောင်းဆုံးနီးစနစ်နဲ့ viewer တွေကိုပိုင်ဆိုင်ထားတဲ့ကမ္ဘာအကောင်းဆုံးနီးပြရောရှိနေတာကြောင့်ဖြစ်ပါတယ်။ဒါကြောင့်ဒီနေ့မှာအာဆင်နယ်တင်းတို့ကဖလန်ကားလုံးရယူပြီးဒီပြမီကဲအကြီးတာကလည်းဖာကူဆန်ဂွာလီယိုလာတို့ကိုကြော်ဖြတ်ကကမ္ဘာအကောင်းဆုံးနီးပြဆိုတဲ့အကြောင်းကိုတသက်ပြသတော့မယ်ဆိုတာကိုအာဆင်နယ်ဖန်တွေအနေနဲ့ယုံကြည်ထားတင်ပါတယ်။ဒါမှမဟုတ်အာဆင်နယ်တင်းရဲ့တိုက်စစ်က open play ကနေရရှိထားတဲ့ twin ကိုကနိုင်ငံသားရှိတာကြောင့်စိုးရိမ်ရမယ့်ချက်တော့ရှိနေပါတယ်။တစ်ဖက်ပြိုင်မဲ့တင်းကလုံးဆုံးခန်းစီအားကောင်းတဲ့အတင်းသာဆိုရင်တော့အာဆင်နယ်တင်းတို့တိုင်ဖက်နိုင်ချေရှိနေပါတယ်။ဒီလိုခြေစွမ်းမျိုးတွေကြောင့်ပဲအခုတည်းကအာဆင်နယ်ကိုမြန်မာနဲ့ချန်ပီယံလောင်းနေလို့ကြိုခေါ်ထားတဲ့ င်ပါပြီလို့ခိုင်းမှာစွာကြံပြုပြောဆိုချင်ပါတယ်။ဒီမှာကျွန်တော်တို့ကတည်းကအမားတို့ချစ်ကြတဲ့